ယခုကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ရှာရီမြတ်တန်တဲ့ရေးသားသောပူနွေးနေသောဗပဲဘူဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါလေခင်ဗျာပူနွေးနေသောဗပဲဘူထိုးစဉ်ကကျွန်ုပ်ဒီကွက်လက်ဒီစထရိတ်ရှိကွက်လက်မြို့နယ်တွင်ဌာနအုပ်အဖြစ်အမှုထမ်းလျက်ရှိ၏ကျွန်ုပ်၏ပလိတ်ဌာနပိုင်ထဲမှာအတော်ကျယ်ဝန်း၍ရာဇဝတ်မှုများလည်းအလွန်ပေါ်တည်နေဖြစ်၏ထိုးစဉ်ကအင်္ဂလိပ်အစိုးရ၏အစီရင်ခံစာများတွင် ရာဇဝတ်မှုအပေါင်းဆုံးနယ်များမှာဟန်တာဝရီ district တာယာဝရီ district အင်းစိန် district နဲ့ရွှေဘို district တို့ဖြစ်လျာကျွန်ုပ်အမှုထမ်းလျက်ရှိသည့် district မှာဆိုလဲအဆိုပါဒေသများလောက်ရာဇဝတ်မှုကြီးများပေါများခြင်းမရှိသည့်တိုင်ဒုတိယရန်လောက်မှ လိုက်သည့်နေရာဖြစ်၏အထူးသဖြင့်ထို district ထဲတွင်ကျွန်ုပ်ဌာနအုပ်အဖြစ် အမှုထမ်းလျက်ရှိသည့်နယ်မှာကရာဇဝတ်မှုအများဆုံးဖြစ်၏လူတက်မှုဓာတ်ခုံမှု စသည့်အမှုကြီးများမှာ တလားလေနှမှုလောက်ဖြစ်လေရှိပြီးရိုက်မှုနွားခိုးမှု ပိုင်နှက်ကျူးလွန်မှုခိုးမှုစသည့်အမှုသေးကလေးများကအ ਨੇ ဆုံးတပတ်လည်တမှုလောက်ရှိတဲ့အိစင်စစ်ကျွန်ုပ်အမှုထမ်းရရှိသည့်ဒေတာမှာရှားပါသောဒေတာမဟုတ်လားချေဒေတာအလျောက်ပဲပြောင်းငရုတ်နှမ်းမကြီးထညက်စသည့်စားသောက်ကုန်များအလွန်ပေါ်သည့်နေရာဖြစ်၏လူမှုဗေဒသဘောအရာကြည့်လျှင် ထိုမြမကနောက်ခံကောင်းသည့်နေမည်ထိုမြထွက်ကုန်များထုတ်လုံနိုင်သည့်နေမည်မျိုးတွင်ရာဇဝတ်မှုပေါများစရာအကြောင်းမရှိချေထိုရဲ့ဒေသမှစံထွက်သည့်ဒေသမဟုတ်သည့်အတွက်စံရည်စဘာပေါများခြင်းမရှိလာသည့်တိုင်အခြားထွက်ကုန်များပေါများသဖြင့်စံနှင့်လဲလှယ်စားတောက်နိုင်၏မုံဆိုးမအိမ်သွားကြည့်လေပင်စံအိုးထဲတွင်စံကောင်းကောင်းမရှိသည့်တိုင်ပြောင်းစံကလေးကအစလူးဆက်ကလေးအစတော့ရှိတတ်သည်အချုပ်မှာ ထိုဒေသတွင်ငတ်မော့ဖောင်းပါမှုမရှိဟုဆိုလိုခြင်းဖြစ်၏အချို့နယ်များတွင်စံရီစပါးရှားပါးသည့်အထက်တွင် ဒေသခံထွက်ကုန်များလည်းမရှိသဖြင့်ကျွေးဥတူးစားရခြင်းမျိုးပြောင်းမှုစေကိုပြုတ်စားရခြင်းမျိုးစသည်တို့ရှိတော်လဲကျွန်ုပ်အမှုထမ်းလျက်ရှိသောဒေသမှာထိုအခြေအနေသို့မရောက်သေးခြင်းသို့စင်လျက်ကျွန်ုပ်၏မျိုးနယ်တွင် ရာဇဝတ်မှုပေါများနေခြင်းကိုကျွန်ုပ်နားမလည်နိုင်အောင်ဖြစ်လျက်ရှိလေ၏တို့ဖြင့်ကျွန်ုပ်သည် ထိုစဉ်ကကျွန်ုပ်ညံမီတလောက်စဉ်းစားကြည့်ရာလူငယ်များမှာအတောက်အဆနဲ့လောင်းကစားဘက်သို့လိုက်နေကြသဖြင့်ရာဇဝတ်မှုပေါ်များလာခြင်းဖြစ်ကြောင်းကိုကျွန်ုပ်တွေ့ရ၏အိမ်တိုင်းလိုလိုအရက်ချက်၍တောက်ကြ၏သူတို့ချက်တောက်သည့်အရက်မှာထညက်ဖြင့်ချက်သောမီးတောက်အရက်ပြင်းများဖြစ်သည့်အတွက်အနှဲငယ်တောက်လိုက်လင်ပင် တကိုးပြစာပြုလေပြီညနေရောက်သည်နှင့်လူငယ်ကလေးများသည်အရက်တောက်ကြ၏မတောက်တဟု ဆိုသူများပင်ညနေတိုင်းလည်းထရေတောက်ကြ၏ ထရေဤအယောင်မှာငှက်ခါးရောင်ပေါက်လျက်ရှိပြီးအမြုပ်တစီစီနှင့်ဖြစ်လျက်တောက်လိုက်သည်နှင့်ရင်ထဲတွင်အေးရသွား၏အမှန်အားဖြင့်ထိုဒေသတွင်ထိုင်းရီမှာရောင်းဖို့မဟုတ်ဘဲအိမ်တွင်တောက်ရန်အလင်းခံထားကြခြင်းဖြစ်၏ထန်းသမားများမှာမနက်နှင့်ညနေထန်းတက်ပြီးမောမောဖြင့်ညနေတွင်ထိုင်းရီကလေးတောက်ခါဆဲယူလေးရှိကြ၏ထို့ကြောင့်ထိုင်းရီသည်မိမိသုံးအတွက်ဖြစ်ပြီးထညက်အရက်မှသာအပြင်လူများသို့ရောင်းရန်ဖြစ်၏ ထရီကိုကဝယ်၍တောက်เสียမလို့ညနေထရောသို့ရောက်သွားတည်နဲ့ထန်းသမားကမြူအိုးဖြင့်ထဲထားသောပင်ကြရီကိုဆွဲလာကအုံးမုတ်ခွက်ကလေးတစ်ခွက်ဖြင့်တဲခင်းအဲ့ခံတတ်၏ကျွန်ုပ်သည်ကျွန်ုပ်၏အယူအဆကိုလက်တွေ့စမ်းသပ်ကြည့်သည့်အနေဖြင့်ရင်မျိုးပန်းနှင့်တိုင်ပင်ကထရီခံသူအရက်ချက်သူများကိုဖမ်းဆီးပစ်လိုက်၏တစ်ဖက်ကလည်းမြို့နယ်တွင်းရှိကစားဝိုင်းများကိုဖမ်းဆီးလိုက်၏ ကစားဝိုင်းများမှာ ကလေးများကပတ်စံကြီးမြောက်ပန်းလန်ခြင်းဂုံညင်းထိုးခြင်းဂေါ်လီရိုက်ခြင်းအစလူကြီးများကဘူကြီးတွဲခြင်းကိုမီးရိုက်ခြင်းစသည်အထည်ဖြစ်၏ထို့ကြောင့်ကစားဝိုင်းတော်တော်များများကိုလည်းဖန်စီအေးယူလိုက်၏အရက်ပုံများနှင့်လိုင်စင်စီအရာရောင်းသောဘုံဆိုင်များနှင့်ဘိန်းကားများတွင်လည်းအရက်ဝတ်အရက်စားဖြင့်စားပလင်းလူစိုးထိတ်များအဆောင်ချထားလိုက်၏ကျွန်ုပ်အယူအဆမှန်၍လောသို့မဟုတ်တိုက်ဆိုင်မှုပင်လောမသိ ထို့သို့ကစားဝိုင်းများအရက်ပုံးများကိုနှိမ်နှင်းလိုက်သောအခါတွင် ရာဇဝဲမှုကြီးများ တော်တော်ယော့သွားသည်ကို တွေ့ရသဖြင့်ကျွန်ုပ်ဝမ်းသာမိ၏ခိုးမှုနှခိုးမှုလူရိုက်မှုစသည့်အမှုသေးသေးကလေးများကရှီမြဲရှီသေးသည်ကိုတွေ့ရ၏တို့ရတွင်ကျွန်ုပ်သည်ဥပဒေကိုတက်ရောက်အောင်ပြုလို့ရသည့်အရာရှိငယ်တအုပ်မြတ်တာဖြစ်၍ဥပဒေကိုပြုသူမဟုတ်ချေထို့ကြောင့်ကျွန်ုပ်အနေနဲ့အမြဲတမ်းထိုတို့ကြီးလုံမနေနိုင်ပါဖဲဝိုင်းများအရက်ပုံးများသည် ဖန်စီသည့်တခဏအတွင်းသာငြိမ်သွားကြတော့လေနောက်ပိုင်းတွင်ဥပဒေကိုရှောင်းကားတိုင်ငါဖြင့်ပေါ်မြဲပေါ်လာကြပြန်ပါသည်ဗြိတိရှားအစိုးရ၏လက်အောက်တွင်ကျွန်ုပ်လိုအများတရလူတယောက်အဖို့ဥပဒေပြုအာဏာဟူ၍မရှိဘဲဥပဒေကိုတိုက်ရောက်အောင် လုပ်ရသည့်အာဏာအစိမ့်အပိုင်းတစ်ခုသာရှိသည့်ပြင်ဗြိတိရှားအစိုးရကိုယ်တိုင်ကလည်းမဟာဆွေကြီး၏ဒုမေမေဝိထုတွင် ရေးသားတဲ့ကဲ့သို့လူငယ်များအားဗြိတိရှားစန့်ကျင်ရေးစိတ်မွေစားနှင့်တော်ပြီး ကြံသည့်အပျော်အပါပတ်တို့လိုက်စားလိုက လိုက်စားကြစေဟုသဘောထားဟန်ရှိသဖြင့်ကျွန်ုပ်တို့တောမျိုးကလေးတစ်မျိုးမှ ပလိတ်အရာရှိငယ်တဦးဤကျိုးပန်းချက်မှာအချီးနှိတာဖြစ်ရပေ၏ထို့ပြင်ထိုစဉ်ကလောင်ကစားဝိုင်းခက်ကြီးကြီးထောင်သူဘိန်းကတိတ်တိတ်ပုံထောင်သူများမှလည်းလူမျိုးချလူချမ်းသာများဖြစ်၍အထက်အရာရှိဖြစ်သော ရာဇဝတ်ပိုင်အရေးပိုင်စသည်တို့နှင့်ဝင်ထွက်သွားလာနိုင်သူများဖြစ်ရာကျွန်ုပ်ကအရေးယူသည့်တိုင်တခါတရံတွင် ်မောင်မင်းဘက်ကလီဖူအရန်တွေလုံနေတယ်ဟုကျိန်မောင်းခံရတဲ့တော့ကြောင့်နောက်ပိုင်းတွင် ကျွန်ုပ်လည်းအားတက်တရောလှုပ်ချင်ကန်ရှင်စိမ်းများရောပါသွားကမင်းနိုင်ကြည်မြတာလှုပ်ခဲ့ကြောင်းကိုကျွန်ုပ်ဖြောင့်ချက်ပေးလိုပါသည်ကျွန်ုပ်အမှုထမ်းရာမြို့နယ်မှာပေါ်ပြခဲ့သည့်အတိုင်းလေယာထွက်ကုန်များပေါ်များသည့်ပြင်လက်မှုပညာလုပ်ငန်းလဲထွန်းကားသောအရက်ဖြစ်၏ကျွန်ုပ်သည်မြို့နယ်များတော်တော်များများတွင်လှည့်လည်အမှုထမ်းခဲ့ရာ ထိုမျိုးနယ်လောက်လက်မှုပညာထွန်းကားသောမြို့နယ်မျိုးကိုမတွေ့ဘူးသေးချေထိုမျိုးနယ်တွင်ဗပဲလုပ်ငန်းကိုရွာလိုက်ချီပြီးလုပ်ကြသောဗပဲရွာကြီးများ3-500ထက်မနည်းရှိ၏ထိုဗပဲရွာများမှကိုညက်ကကြေးတရွင်းပေါက်ပြားပစိန်လဲပတန်ဒါစသည့်တန်တယ်ပစ္စည်းများလည်းအများအပြားထုတ်လုပ်ကြ၏ထိုရွာမှထွက်သောတန်တယ်ပစ္စည်းများသည်ကြော်ကြ၏ထိုရွာကြီးတရွာ၏အမည်ကို မကြီးကန်ဟုဆိုကြပါစို့ ကျွန်ုပ်၏မှတ်တမ်းများကိုပြန်ကြည့်သည့်အခါတွင်စိတ်ဝင်စားဖွယ်အမှုတစ်ခုကိုတွေ့သဖြင့်စာဖတ်ပေးသံများထံတင်ပြလိုက်ရခြင်းဖြစ်ပါကြောင်းချာ၏သောစောင်းကုန်ကဏ္ဍဤတမနတ်၌ကျွန်ုပ်သည်ဌာနဝင်၌ရှိကျွန်ုပ်၏အိမ်ရှိဝေယန္တာတွင် နေစာလုံရင်းလက်ဖက်ရည်ချမ်းတောက်ရရှိစေအထက်ပေါ်ပြပါဗဘဲရွာကြီးတရွာဖြစ်သော မကြီးကန်ရွာမှဗဘဲဘူပန်ရှင်ဥညုံမောင်သည် သူ၏အုံးကုံရောင်မြင်းကြီးကိုစီး၍ ကျွန်ုပ်အိမ်ရှိသူရောက်လာ၏ဌာနအုံမေနေစာလုံနေသလားစောင်းကုန်ကနေနေတော့တိတ်တောင်းမချမ်းတော့ပါဘူးဌာနအုံမေရဲ့တနေ့ကကျွန်တော်ဘဘဲပေါ်မှာလက်ပတ်တံထုတ်နေတယ်ခမရတံများတွေကခါတိုင်းအောင်မှာပဲခပ်ပြော့ပြော့ဖြစ်နေတယ်ဒါကိုထောက်ရင်တော်တော်ပူလာတော့မယ်နမိတ်လက္ခဏာပဲတောဤထုံးစံမှာရာတီဥရုအပြောင်းအလဲကိုသူတို့အတွေ့အကြုံအရသိလေရှိကြ၏ ပရွက်စင်များနေရာပြောင်းလဲမိုးရွာတော့မည်ဆိုသည်ကို၎င်းစာကလေးများအတိုက်နှိမ့်နှိမ့်လှုပ်လျင်လေပြင်းတော့မည်ဆိုသည်ကို၎င်းသူတို့အမတ်အသားများနဲ့သူတို့ရာသီဥတုကိုခံမှန်းလေရှိကြ၏ယခုဘဘဲဆရာဥညုံမောင်မှာသူ့အတွေ့အကြုံအရလက်ပတ်တန်လှုပ်သည့်တံပြားများမာကြောမနေပဲတူဖြင့်ထု၍အနှဲငယ်ပြော့နေသည်ဆိုလျင်နေပူတော့မည်ဖြစ်ကြောင်းကိုသူ့အတွေ့အကြုံအရပြောလိုက်ခြင်းဖြစ်သည်နင်းနေတော့ပူလာပြီဗျာ ဒါပေမဲ့ကြုံမှာရင်ကျက်တဲ့ယောဂနည်းနည်းရှိခြင်းလို့တိတ်အေးမခံရဲဘူးခန့်နှွေးနှွေးလေးနေမှတော်ကကြတယ်။နှွေရာသီနဲ့ကြုံယောဂနဲ့တော့အကိုက်ပဲကျွန်ုပ်ဒီထိုးထိုးပြောရင်ဥညုံမောင်ကိုအကဲခတ်ကြည့်လိုက်၏ယခုအချိန်မှာဗပဲဆရာများအလုံများခြင်းဖြစ်လျာကျွန်ုပ်ထံသို့တော်ယုံတန်ယုံအကြောင်းဖြင့်မလာတန်ရာကိစ္စတစ်ခုခုရှိ၍လာခြင်းသာဖြစ်ရမည်ဟုကျွန်ုပ်တွေးလိုက်၏ခါတိုင်းဆိုရင်ဥညုံမောင်သည် သူ့ဘဘဲပေါ်မှထွက်သည့်တန်တဲများကိုလှဲဖြင့်တင်၍လာရောက်လေရှိပြီးယခုအခောက်တွင်မူပစ္စည်းများပါလဟံမရှိဘဲမြင်းနှင့်လာခြင်းဖြစ်သည့်အတွက်အလုံးများသည့်ကြားမှတူလာသည့်ကိစ္စသည်အတော်အတန်အရေးကြီးသောကိစ္စတရက်ဖြစ်လိမ့်မည်ဟုလည်းကျွန်ုပ်တွေးလိုက်မိသေး၏ဥညုံမောင်သည်မြင်းပေါ်မှဆင်းလိုက်ခါမြင်းကုံးဤနောက်တွင်တင်လာသည့်ဂုံဒီအိတ်ကလေးတစ်လုံးကိုဆွဲလာ၏ကျွန်ုပ်စားရန်အတွက်တပင်မြင်းများကိုလက်ဆောင်ပေးခြင်းဖြစ်၏ တပင်မြစ်တွေလားဗျခမရတပင်မြစ်ကိုတော့ကြုံမစားရဘူးကိုညုံမောင်ရေအလိုလိုမှချောင်းဆိုးပြီးရင်ကျက်ရတဲ့အထက်မှာတပင်မြစ်တွေစားရင်ဒုက္ခရောက်လိမ့်မယ်ကျွန်ုပ်ဒီဥညုံမောင်အားလက်ဖက်ရည်ချမ်းဖြင့်တဲခင်းအခန့်ပြီနော်ဆိုးဘာကိစ္စများပေါ်လာလို့လဲကိစ္စကလေးနည်းနည်းရှိလို့လာခဲ့တာပဲဌာနအုံမင်းရဲ့ကိစ္စရှိဆိုကျွန်တော်ဘဘဲဘူကတန်တဲ့ပစ္စည်းတွေခဏခဏပျောက်ပျောက်နေလို့ခမရ တိုလီမိုလီပစ္စည်းကလေးတွေပြောင်းနေတာကတော့ကြာပါပြီတော်တော်ကြာပင်ရံကလေးပြောက်လိုက်တော်တော်ကြာကြာလဲပတ်တန်ကလေးပြောက်လိုက်တော်တော်ကြာမူလီကလေးကအစခြိုက်ကလေးကအစပြောက်လိုက်နေတာတော့တော်တော်လေးကိုကြားနေပြီကျွန်တော်ကလည်းဒီလောက်ကလေးတွေကတော့မဖြစ်တော့ပါဘူးလေရွာထဲကကလေးတွေဖဲရှုံးလို့မြောက်ပန်းရှုံးလို့အလစ်ဝင်ဆွဲသွားတာဖြစ်မှာပဲလို့ခပ်ပေါ်ပေါ်ပဲသဘောထားနေလိုက်တယ်ပြီးတော့ကျွန်တော်တို့ဗဘဲပစ္စည်းဆိုတာကလည်း ်တစ်တာနဲ့ဗာနဲ့တည်သေးချာချာတိမ့်လို့ရတဲ့ပစ္စည်းမျိုးမှမဟုတ်တာလုံရင်တန်းလန်းမိုးချုပ်သွားရင်ဒီလိုပဲဗပဲပူထဲမှာထားလိုက်ရတာပဲဒါကြောင့်ခက်ပေါ်ပေါ်ပဲသဘောထားလိုက်မိတယ်မနေ့ကတော့ဥညုံမောင်ဒီလေချောင်းကိုရှင်းလိုက်ပြီးပြောင်းမှုဖတ်တလိပ်ကိုမင်းညင်နေ၏အဲမနေ့ကတော့နှစ်ပွဲရှိတာနဲ့ဗပဲပူပိတ်ထားတယ်ခမရလှုပ်လက်စတန်းလန်းတန်လဲဝင်ရိုးကြီးတစ်ချောင်းပြောက်သွားတယ် ျွန်တော်တို့အရက်ကဂျိုင်းနေကျင်းတွေကြောင့်လဲဝင်ရို့မကြခဏကျိုးရတာနဲ့တန်လဲဝင်ရို့ထဲ့မယ်စိတ်ကူးရတာနဲ့တန်လဲဝင်ရို့ကိုအစမ်းလောက်ကြည့်တာအခုတော့အဲ့ဒီလဲဝင်ရို့ကြီးကိုခိုးသွားကြတယ်ခင်ဗျာကျွန်တော်ဖြင့်အံ့ရောဒီလောက်လေးတဲ့လဲဝင်ရို့ကြီးကိုဘလို့လုတ်ပြီးခိုးသွားလဲမဆိုနိုင်ဘူးဒီတိုင်းသာမကြခဏအခိုးခံနေရရင်ကျွန်တော်ဘဘဲဘူတဖိုးလုံးကုန်လိုက်မယ်ထင်တယ်တခိုးဆိုတာကတော့ပော့တယ်လေးတယ်ရွေးမနေဘူးဗျာ သူကလည်းခိုးကျင်ပြီးပစ္စည်းကလည်းခိုးเสียပစ္စည်းဖြစ်နေပြီဆိုရင်ခမရဘဘဲမူကြီးတဖိုလ်လုံးကိုတော့မသွားလေဦးမယ်ဟုတ်ပါဗျာဟုဥညိုမောင်ကထောက်ခံ၏ကဲစူစမ်းမအောင်ဘလို့ခိုးသွားတယ်လဲဘာကြောင့်ခိုးတယ်ထင်တယ်လဲခုဌာနကိုတိုင်ကျက်ဖွင့်ရအောင်လာတယ်ဆိုပါတော့ဘာကြောင့်ခိုးတယ်လဲဆိုတာကတော့ဌာနအုပ်ကြီးကဒီကိစ္စကိုဘလို့မြင်တယ်လဲဆိုတာပေါ်မှာမူတည်တယ်ခမရဖြစ်တာက ကျုပ်ဘလို့မြင်နေမမြင်ဘူးဆိုတာအရေးမကြီးပါဘူးလေကျုပ်သိချင်တာကအချက်အလက်ကိုသိချင်တာပါအချက်အလက်မသိရင်ဘယ်နဲ့လို့ကျုပ်ကထင်မြင်ချက်ပေးနိုင်မှာလဲတခູ້ကတော့တခູ້ပါခမရနည်းနည်းရရတခູ້မဟုတ်ဘူးခမရထင်မြင်ချက်တွေနောက်မှပြောပါဖြစ်ပုံကသာပြောစမ်းပါဥညုမောင်ဒီမြည်တို့မြမပြောသေးပဲလက်နက်ဘက်ကိုဗဘဲထုတည်နေမြှောက်ပြလိုက်ဤပြောဥညုမောင်ဒါဗဘဲထုနေတာမဟုတ်ဘူးဗျပလိုက်ထာတဲ့ကိုလာနေတာကဲ ဖြစ်ပုံပြက်ပုံကိုကျုပ်ကိုတည်ချာချာပြောပြစမ်းကျုံမေးတဲ့မိကွန်းတွေကိုလည်းတည်တည်ချာချာဖြေခမရစီကခိုးသွားတဲ့လဲဝင်ရိုးနဲ့လဲဆင်လို့ရတယ်မရသေးပါဘူးခမရဝင်ရိုးကတန်တောင်ကောင်းကောင်းမစည်းရပါဘူးဒီတန်ကျွန်းနဲ့လဲဝင်ရိုးလို့ရင်ချက်ချင်းကျိုးသွားမှာပေါ့ပြီးတော့ဝင်ရိုးအတိုင်းအတာလည်းမဟုတ်သေးဘူးရှည်နေသေးတယ်ကျွန်တော်ပြောလိုတာကတခိုးဟာတွေ့ရလွေရကိုကောက်ခိုးသွားတယ်ထင်တာပဲခမရဝင်ရိုးကမော်တော်ကားတို့ဘာတို့မှာကောတုံးလို့မရဘူးနော် ကျွန်တော်ကစိတ်ကူးတစ်ခုရ၍ကောင်းမေးလိုက်၏ကျန်ကြီးစီယာဌာနအုပ်မင်းရဲ့ဒီတန်ချောင်းကြီးတက်တက်ဟာဘာလို့လို့ရမှာလဲကျွန်ုပ်ဒီဥညုံမောင်ကိုစိုက်ကြည့်လိုက်၏ဤတို့ကြည်ချင်းမှာအခြားအကြောင်းကြောင့်မဟုတ်ချေပလိညင်အရလူတယောက်ကိုစိုက်ကြည့်အကဲခတ်လိုက်ခြင်းမြတာဖြစ်၏ဥညုံမောင်မှာကျွန်ုပ်စိုက်ကြည့်နေသည်ကိုမြင်သည့်အခါတွင်အနေရခတ်သွားဟန်ရှိ၏မင်းကတရွာလုံးနှက်ပွဲသွားလို့ဘဘဲဘူပိတ်ထားတယ် ါပေမဲ့ဒီနေ့မနက်ဖိုးတဲကိုဝင်တော့ဖိုးကပူးနေတော့ရှိသေးတယ်ခင်ဗျတခိုးကကျွန်တော်ဘဘဲပုံမှာတော့အလုံးလုံးသွားသေးသလားမဆိုနိုင်ဘူးထိုအချက်ဒီကျွန်ုပ်အတွက်အရေးကြီး၏ကျွန်ုပ်ဒီခက်စောစောကရလိုက်ပြီးစိတ်ကူးကိုစန့်ထုတ်၍တွေးလိုက်ခါကောင်းပြီလေဥညုံမောင်ခမရပြန်နိုင်ပါပြီခမရစီကကျွန်တော်တိကျင်တာတွေလည်းတိလိုက်ရပါပြီကျွန်ုပ်ဒီဘဘဲပုံမှာပစ္စည်းများတခုပြီးတခုပျောက်သွားသည်ကိုတိလိုက်ရကြတဲ့က ျွန်ုပ်ကောင်းထဲတွင်စဉ်းစားเสียရှိသည်တို့ကိုစဉ်းစားမိလိုက်ပြီးဖြစ်၏ထို့ကြောင့်ဥညုံမောင်ကိုပြန်လွှတ်လိုက်ခြင်းဖြစ်၏ဗဘဲဘုပိုင်ရှင်ဥညုံမောင်သည်ထာယာမထားလိုက်လျက်ဒီလိုဆိုရင်ကျွန်ုပ်ကိစ္စလေးစုံစမ်းပေးပါအောင်ဌာနအုပ်မင်းရဲ့ဒီအတိုင်းသာပစ္စည်းတွေပျောက်ပျောက်နေရင်တော့ကျွန်တော်ဗဘဲဘုကလေးပြုတ်ရကြီးရဲ့ကျွန်တော်တက်နိုင်သလောက်စုံစမ်းပါအောင်မယ်လေဥညုံမောင်သည်ကျွန်ုပ်ကိုနှုတ်ဆက်ခါမြင့်မော်တို့တက်၍ ဌာနဝင်အပြင်ဘက်သို့စီးသွား၏ထိုနေ့မှာဌာနတွင်အမှုပါသည့်နေ့ဖြစ်သည့်အတွက်ကျွန်ုပ်သည်ထမင်းစားတော့ပြီးသည်နှင့်ဘိုက်စကယ်တစ်စီးဖြင့်မြို့စွန်ရှိရပ်ကွက်တစ်ခုသို့လာခဲ့၏ထရန်ကဝကမိုးနှင့်မြေဆိုင်အိမ်တရေရှိသို့အရောက်တွင်ကျွန်ုပ်သည်ဆက်ဘင်းကိုဝင်းထဲသို့ရောက်အောင်စီးလာခဲ့ကအိမ်ရှိတနေရာတွင်တောက်ထောက်၍ထောင်လိုက်ရင်အိမ်အခြေအနေကိုအကဲခတ်ကြည့်လိုက်၏ထိုအိမ်မှာမုတ်ဆိုးမှဒေါ်ဖွားမေ၏အိမ်ဖြစ်ပြီး နောက်ဖေးတွင်ဝက်နှင့်ကြံများမွေးထား၏ကျွန်ုပ်သည်ဒေါ်ဖွားမေကိုအတံပြုခေါ်တော်လဲမတွေ့ရကြေဒေါ်ဖွားမေမှာကျွန်ုပ်တို့အရက်ထုံးစံမြေပဲဖော်လိုက်သွားသည်ထင်၏တို့ရတွင်ကျွန်ုပ်သည် သူ့သားဖြစ်သူအသက်16နှစ်ခန့်အရွယ်ရှိထွန်းအေးကိုအစဉ်သင်းတွေ့ရ၏ထွန်းအေးမှာနောက်ဖေးခြံထဲတွင်တန်ချောင်းလုံးကြီးတစ်ချောင်းကိုတူဖြင့်ရိုက်နှက်နေရရှိသည်ဖြင့်ကျွန်ုပ်အတံပြုသည်ကိုကြားဟန်မရှိကြေထို့ကြောင့်ကျွန်ုပ်သည်ဆက်၍အတံမပြုသေးပဲ ထွန်းအေးလုံနေပုံကိုအိမ်ရှိမှနေ၍အ깨ခတ်နေ၏ထွန်းအေးမှာတန်ချောင်းလုံးကြီးတစ်လုံးတွင်စွတ်တင်က၆ပောင်တူကြီးတစ်လက်ဖြင့်တအားရိုက်ဖြတ်လျက်ရှိလေ၏ထွန်းအေး၏တူထုတန်သည်ဟိမ့်လျက်တဒိမ့်ဒိမ့်တဒင်းဒင်းမြည်လျက်ရှိကတိတ်ဆိတ်နေသောမွတ်တဲ့ချိန်တွင်ပြင်းဤငင်းငွေစရာကောင်းနေ၏ကျွန်ုပ်သည်15မိနစ်ခန့်မြတ်ရက်ကြည့်နေပြီးနောက်အိမ်ရှင်တို့မရှိကြဘူးလားဟဲ့ဟုလှမ်းအော်လိုက်၏ ထိုးအေးမာမူတူထူတန်ကြောင့်ကျွန်ုပ်ခေါ်တန်ကိုမကြဘဲတန်ချောင်းကြီးကိုစုဖြင့်ရိုက်ဖြက်မြဲဖြက်လျက်ရှိ၏ဟေ့ထိုးအေးဘာလုပ်နေတာလဲကွာအိမ်ရှိမှတယောက်မှမရှိပါလားမင်းအမေကောဟုကျွန်ုပ်ကနောက်တစ်ကြိမ်ထပ်၍ခေါ်လိုက်၏တူထူတန်သည်ချက်ချင်းရက်သွား၏ထိုးအေးသည်ကျွန်ုပ်ကိုတစ်ချက်လှမ်းကြည့်လိုက်၏ထို့နောက်တွင်ကျွန်ုပ်မှထိုးအေးလုံနေပုံကိုကြည့်၍ပါဇက်အဟောင်းသားဖြစ်သွား၏ထိုးအေးသည်ကျွန်ုပ်ကိုမြင်သည်နှင့် လက်ထဲတွင်ကင်ထားသည့်6ပေါင်တူကြီးကိုပြစ်ချက်ကခြံစည်းရိုးကိုကြော်၍တဖက်အိမ်အကွယ်တွင်တမဟုတ်ချင်းပြောက်ွယ်သွားလိမ့်ပြီတော်တော်အပြေးတန်တဲ့ကောင်မလားဟုကျွန်ုပ်စိတ်ထဲမှဆိုလိုက်မိသေး၏ကျွန်ုပ်သည်သူ့နောက်သို့မလိုက်တော့ဘဲသူပြန်လာသည့်အထိထိုင်ဆောင်ရန်ဆုံးဖြတ်ကာအိမ်ရှိကုတ်ပစ်ပေါ်တွင်ဝင်ထိုင်ရင်းစေးပြင်းလေးတလေးကိုဖြာနေမိ၏မကြလိုက်ချေထုံးအေးသည်ဖနက်မပါဘာမပါဖြင့်အိမ်ရှိဝင်းပေါက်မှ ပြန်ရောက်လာ၏ ူကိုယ်တွင်ချွေးသီးချွေးပေါက်တွေထွက်လျက်ရှိကအသက်ရှူသံမှလည်းပြင့်လျက်ရှိ၏ဟေးထိုးမင်းတော်တော်အပြေးတန်တဲ့ကောင်မလားကွာဟုကျွန်ုပ်ကမပြောမရဲရှူတီတီဖြင့်ပြောလိုက်၏ထိုးအေးသည်ကျွန်ုပ်ရောက်လာသည်ကိုယခုမှသိဟန်ဖြင့်ကျွန်ုပ်အနီးသို့မရဲတရဲကပ်လာကဦးလေးဘယ်ကလဲလာတာလဲကျုပ်လိုချင်လို့လားဟုစကားမရှိစကားရှာ၍မေး၏ငါလိုချင်တာကျုပ်မဟုတ်ဘူးကွာ မကြီးကံကမင်းယူသွားတဲ့ပစ္စည်းတွေကိုလိုချင်လို့လာတာထုံးအေးသည်အံအားတင်သွားဟန်ဖြင့်ဘာပစ္စည်းတွေလဲဦးလေးရမကြီးကံကယူလို့ဘာပစ္စည်းရမလဲကွာမကြီးကံရွာကိုညုံမောင်ရဲ့ဘဘဲဘူကမင်းယူသွားတဲ့ဝင်ရိုးရဲ့မော်တော်ကားဂီယာအုံအဟောင်းကြီးရဲ့ပြီးတော့တန်တိုတန်စရတွေရဲ့အဲ့ဒါတွေဘဲမလဲငါကူတာလိုက်ပြစမ်းမှာကျွန်ုပ်ဤလေတံမှာခတ်ထန်ထန်ဖြစ်သွား၏ဘာ ဝင်ရိုးရဲ့ဂီယာအောင်ရဲ့တန်တဲ့ပစ္စည်းတွေဟုတ်လားဦးလေးပြောတာတွေကိုကျွန်တော်ဘာမှနားမလည်ဘူးဟဲ့ကပြမာတာပြစမ်းကွာစကားရှည်မနေနဲ့ထုံးအေးတီအတန်ကြာနိုင်နေဤထို့နောက်တပ်ပြင်းကြီးတစ်ချက်ချလိုက်ခါကဲပါဦးလေးရဲ့ခုမှတော့မထူးတော့ပါဘူးကျွန်တော်ပြပါမယ်ထုံးအေးတီကျွန်ုပ်ကိုနောက်ဖေးရှိတဲတလုံးတို့ခေါ်သွားဤတဲဝတွင်ရက်လိုက်သည့်အခါမှောင်လျက်ရှိသည်ဖြင့်ကျွန်ုပ်ဒီဘာကိုမှကောင်းစွာမမြင်ရချေ ဟောဒီမှာဦးလေးကျွန်ုပ်ကိုကြိတ်လို့သာလှုပ်ပါတော့ကျွန်ုပ်ဒီမျက်လုံးကိုမှောင်ထဲတွင်ကျင်သားရအောင်အတန်ကြာမြဆောင်းဆိုင်နေရသည်ဤအကျင့်ရသွားသည့်အခါမှအထဲသို့ကြည့်လိုက်ရာသူ့ရှေ့တွင်ချက်ပလက်ကားပုံစံအဟောင်းတစ်စီးကိုမြင်ရလေ၏သူ့ရာတွင် ကားမှာဘာမှမရှိသေးကြည်အခွန်မျှသာရှိသေး၏တာယာမပါသောကားပဲကားဖြူရီတာမီလုံစတီယာရင်တိုင်းစသည့်ကားပြက်တစ်စီးဤတရံကိုတွေ့ရလေ၏ဒါဘာလို့လဲ ကျွန်တော်ကားတစ်စီးစင်မလို့စူးစမ်းကြည့်တာပါဦးလေးမင်းဒီပစ္စည်းတွေအားလုံးကိုဘယ်ကရတယ်ဟိုကဒီကအကုန်ရှောက်ဆူထားတာပါထိုအခါတွင်မှကျွန်ုပ်ဒီဒီစတိတ်မြို့ကြီးတွင် ကားမီလုံးများပျောက်ခြင်းဝက်ရှော့များမှကားပစ္စည်းများပျောက်ခြင်းစသည်တို့ကိုသတိရမိတော့သည်ကျွန်ုပ်အပိုင်းတွင်လဲလွန်ခဲ့သော3လမှစ၍ကားပစ္စည်းများမကြာခဏပျောက်ခဲ့ရာ ကျွန်ုပ်တို့ထိုခိုးမှုများနဲ့ပတ်သက်၍လိုက်လံစုံစမ်းခဲ့တော်လဲမြည်တိတဲလုံစားကိုမှမရခဲ့ချေကားပစ္စည်းအဟောင်းဆိုင်များဝက်ရှော့များတွင်လိုက်လံစုံစမ်းခဲ့တော်လဲအချီးနှီးတာဖြစ်ပေ၏ဝက်ရှော့တစ်ခုနှစ်ခုနှင့်ကားပစ္စည်းအဟောင်းဆိုင်များအနည်းတွင်ထုံးအေးကို၃လေးကြိမ်ထက်မနည်းတွဲခဲ့ရတော်လဲထုံးအေး၏အကျင့်ဇာရိတ်တာနှင့်ပတ်သက်၍နာမည်ပြမရှိခဲ့သည့်အတွက်ကြောင့်တကြောင်ထိုပစ္စည်းဆိုင်များတွင်လဲပျောက်သွားသောပစ္စည်းများမရှိသည့်အတွက်ကြောင့်တကြောင် ျွန်ုပ်ဒီထွန်းအေးကိုအနှဲငယ်မှတန်လျက်မှဖြစ်ခဲ့ချေကျွန်ုပ်ဒီမော်တော်ကားယူးယူးနေသည့်မလိန်မိုးမလိန်မား16နှစ်အရွယ်ထွန်းအေးကိုကြည့်၍စိတ်မကောင်းဖြစ်သွားကမိုက်ပါပြီးထွန်းအေးရာမင်းမဒီလိုလှုပ်တဲ့အတွက်အပြစ်ရှိတယ်ဆိုတာမသိဘူးလားကျွန်တော်ပေးခြင်းနဲ့အပြစ်ပေးနိုင်ပါတယ်ဦးလေးရယ်ကျွန်တော်ကစပိန်လိုဘာလို့ဝါဒနာပါတာနဲ့ကျွန်တော်ဘာသာမော်တော်ကားစင်ကြည့်တာပါပစ္စည်းဘိုးတို့ဘာလို့ကလည်းမတက်နိုင်တော့ ဒီလိုပဲဟိုကလိုက်စုဒီကလိုက်စုလုံမိတာပါလက်ဆာတတ်တော့ဒါကြောင့်ဒီအမှုရွဲကိုတဲလွန်စားလိုက်လို့မရတာဖြစ်နေတာကိုမင်းလိုကောင်လေးတယောက်ကမော်တော်ကားပစ္စည်းတို့ဘာလို့ခိုးရင်လဲစိုင်းတွေပြန်ရောက်မှာပဲလို့ငါတွက်ခဲ့မိတယ်ခုတော့စိုင်းတွေမှာလိုက်ရှာလို့အစအနာတစ်ခုမှမရဘူးမင်းကိုလည်းဒီလိုစိတ်ကူးမျိုးရှိမယ်လို့ငါနည်းနည်းကလေးမှမထင်မိဘူးဒီတော့ငါမှဒီအမှုတွေအတွက်ခြေရာခံလို့မရနိုင်အောင်ဖြစ်နေတာပေါ့ ဟုတ်ပါတယ်ဦးလေးကျွန်တော်မှာအပြစ်ရှိပါတယ်ကျွန်တော်ဝန်ခံပါတယ်ဒီတော့ကျွန်တော်ကိုလက်ထိတ်ခတ်ပြီးဌာနကိုသာခေါ်သွားပါတော့ကျွန်ုပ်ဒီထွန်းအေးကိုကြည့်လိုက်ဤထွန်းအေးမှာအသက်15နှစ်ကျော်16နှစ်နီးပါးများသာရှိပေဦးမည်ဗကရီအပြစ်ကင်းသည့်အရွယ်ကလေးဖြစ်ဤထိုပစ္စည်းများခုံးမှုနှင့်စွဲချက်တင်လိုက်လျင်ထွန်းအေးသည်အရွယ်မရောက်သေးသည့်အတွက်တရားရုံးတော်မှတက်ညာစွာစဉ်းစား၍လွတ်ပြေးနိုင်ဤသို့မဟုတ်လင်လေထောင်ကြီးများသို့မပို့ပဲ ဘော့စတန်စသည့်ကလေးထောင်များသို့လည်းပို့နိုင်၏တရားရုံးတော်မှတက်ညာစွာစဉ်းစား၍စုံးမဩဝါဒပေးကလွတ်ပစ်လိုက်လျင်လည်းအကြောင်းမဟုတ်သည်ဘော့စတန်သို့ပို့လိုက်လျင်ဘော့စတန်တွင်လူဆိုးလေးများနှင့်ပေါင်းမိကထုံးအေး၏အကျင့်စာရိတ်တသည်တတ်တလုံးပျက်စီးသွားနိုင်သည်ဟုတွေးမိ၏ကျွန်ုပ်သည်တပ်ပြင်းကြီးတစ်ချက်ကိုချလိုက်ခါမင်းတော်တော်မိုက်တဲ့ကောင်လေးပဲကွာကဲမင်းအသက်အခုဘယ်လောက်ရှိပြီလဲစိုးစမ်းကျွန်တော်၅၅နှစ်ပါ ကျောင်းကနေသေးလားဟုတ်ကဲ့ဒေါ်ကလေးမအကျောင်းမှာနေပါတယ်ဘနဒန်းလေလေးရမ်းမှာမင်းကဆက်ပြင်းလို့ဘာလို့ဝါသနာပါသလားကျွန်တော်ငငယ်လေးကလေးကဆက်ပြင်းတာကိုဝါသနာပါခဲ့ပါတယ်ခင်ဗျကျွန်တော်အဖေမစုံးခင်တုန်းကကျွန်တော်တို့ဝက်ရှော့တစ်ခုနားမှာနေခဲ့ပါတယ်အားအားရှိရင်အဲ့ဒီဝက်ရှော့ကိုတွားပြီးကစားနေတာပါပဲလူကြီးတွေဆက်ပြင်းတာကားပြင်းတာတွေကိုကြည့်ပြီးကျွန်တော်ကြည့်လိုက်ရင်ဆက်ပြင်းစရာလုံမယ်ကိုပိုင်မော်တော်ကားလုံမယ်လို့စိတ်ကူးရှိခဲ့ပါတယ် ခုတော့ကျွန်တော်မှာပစ္စည်းလေးတွေစုပြီးမော်တော်ကားလှုပ်ကြည့်တာပါဒီမီးသီးလုံးဘိန်းကွေတွေဝင်ရိုးတွေဟာဟိုကားဖြုတ်ဒီကားဖြုတ်နေကျွန်တော်တဖြည်းဖြည်းစုလာခဲ့တဲ့ပစ္စည်းတွေပါကျွန်တော်မှာအပြစ်ရှိပါတယ်ဦးလေးဦးလေးကျွန်တော်ကိုဖမ်းငါလဲအစကတော့ဒီပစ္စည်းတွေပျောက်ပျောက်သွားတာအစရှာလို့မရပဲဖြစ်နေဘဘဲဆရာဥယုံမောင်ကသူ့ဘဘဲဘัวမနေ့ကအလုံးမလုံးဘူးတဲ့ဒါပေမဲ့ဒီနေ့မနေ့သူ့ဖိုးတဲ့ဆင့်ကြီးတော့ဘဘဲဘူကြီးကပူပြီးမင်းငွေနည်းနည်းရှိသေးတယ် ဒီစကားတစ်ခုအပေါ်မှာအခြေတည်ပြီးမင်းများဖြစ်မလားလို့ငါစဉ်းစားမိတာပဲတကယ်တခိုးကြီးဆိုရင်သူ့ကိုခြေရခံနိုင်လောက်အောင်ဗဘဲပူထဲမှာလက်ဆက်လက်နက်ထားခဲ့မှာမဟုတ်ဘူးအကုန်လုံးပြပြကြီးကြီးခြေရဖြောက်ပစ်ခဲ့မှာပဲခုတော့ဒီလိုမပြမကြီးနဲ့လှုပ်သွားတာဟာတကယ်တခိုးကြီးမဖြစ်နိုင်ဘူးစိန်ယူပေါင်နေတဲ့ကလေးတယောက်ဖြစ်မှာပဲလို့ငါစဉ်းစားမိလိုက်တယ်ဒါကြောင့်မင်းစီကိုငါလာကြည့်တာပဲ ြီးတော့မင်းကိုလည်းလွန်ခဲ့တဲ့၁၄၅ရက်လောက်ကမော်တော်ကားပစ္စည်းအဟောင်းဆိုင်တွေဝက်ရှော့တွေနားမှာနှစ်ခါသုံးခါမြင်လိုက်တာကိုဒီတော့မင်းမဲခိုးရောင်းလေမလားလို့ငါထင်လို့လာခုတော့မင်းကဒီပစ္စည်းတွေကိုခိုးရောင်းတာမဟုတ်ပဲမင်းကိုယ်ပိုင်စိတ်ကူးနဲ့မော်တော်ကားတစ်စင်းလုံနေတာကိုอืมတော်တော်လဲစိတ်ကူးပေါက်တဲ့ကောင်ပဲမနေ့ကတော့သူ့ဘဘဲဘုံကပစ္စည်းတွေကျွန်တော်တွားယူတာမဟုတ်ဘူးဦးလေးဝင်ရုံးအတွက်ပင်နယံတလုံးလို့လို့ကျွန်တော်တွားလို့တာပါ သူတို့တရားလုံးနှက်ပွဲသွားကြလို့ဗဘဲဖိုတွေပိတ်ထားတယ်။ဒီတင်ကျွန်တော်လဲဗဘဲသမားရောင်ဆောင်ပြီးသူ့ဖိုမှာပင်ရံကလေးတစ်လုံးသွားခုတ်တာပါ။တော်တော်စိတ်ကူးရင်နဲ့ကောင်းကွာမိမော်တော်ကကစက်မှမပါပဲဘယ်နဲ့လို့အကောင့်ထဲပေါ်မလဲ။စက်ကူလဲကျွန်တော်တနေရကအဟောင်းအမြင့်ကိုရှာပြီးပြင်မယ်လို့စိတ်ကူးထားပါတယ်ဦးလေး။ကဲကဲငါတူမင်းလဲမော်တော်ကလို့ဖို့စိတ်မကူးနဲ့တော့ဒီလိုအတက်မျိုးကိုဝါသနာပါလေဆိုတာတော့ကောင်းတော့ကောင်းပါ ဒါပေမဲ့ရာဇဝတ်မကင်းတဲ့အမှုမျိုးတော့မကျူးလွန်ရဘူးခုတော့မင်းဟာအရွယ်မရောက်သေးတဲ့လူငယ်လေးတယောက်ဖြစ်နေတဲ့အတွက်ငါအဖြစ်ကလွတ်လိုက်မယ်ပစ္စည်းတွေကိုတော့သူ့ပိုင်ရှင်ကိုပြန်ပေးရလိမ့်မယ်ညနေကျရင်ငါဌာနကပလိတ်တွေလာပြီးသိမ့်လိမ့်မယ်ဒီပစ္စည်းတွေကိုဘယ်မှတိုးဝက်မထားနဲ့ထုံးအေးမျက်လုံးတွေမျက်ရည်တွေလည်နေသည်ကိုကျွန်ုပ်သတိပြုမိ၏ထို့နောက်ထုံးအေးသည်မြေကြီးပေါ်သို့စောင့်ကြောက်ထိုင်ချကာကျွန်ုပ်အားကတော့လျက်ရှိလိမ့်၏ ဒုတိယကဘာစစ်ကြီးပြီး၍ကျွန်ုပ်တိုက်ပိုင်အဖြစ်ကွက်လက်မြို့နယ်တွင် အမှုထမ်းနေစဉ်တနေ့တနိုင်စစ်တပ်မှ လေလံပစ်သောဂျကားတစင်းသည်ကျွန်ုပ်အိမ်ရှိသို့ထိုးရခါအမိုးလံမှန်ချထားသောဂျကားပေါ်မှစီကြီးတွေပေးကြံရရှိသောစစ်ပေါင်းမီစစ်အင်ဂျီတို့ကိုဝစ်ဆင်ထားသည့်အသက်30နီးပါးလူရွယ်တယောက်သည်ဆင်းလာလေသည်ကျွန်ုပ်မှာထိုးလူရွယ်ကိုမြင်ဘူးတည်ဟုစိတ်ထဲတွင်ထင်လိုက်တော်လဲမြည်သူမြီဝါမှမသိကြည် ။ထိုလူရဲ့ဒီကျွန်ုပ်စီတို့တန်းတန်းမတ်မတ်ရောက်လာကဥလေးကျွန်တော်မှတ်မိသေးရဲ့လားစစ်မဖြစ်ခင်ကိုယ့်လက်မှာဥလေးဌာနအုပ်လုပ်ခဲ့တုန်းကမော်တော်ကားလုပ်ခဲ့တဲ့ထိုးအေးရဲ့လေဟုပြောလေဤကျွန်ုပ်ဒီမောင်ထိုးအေးအားနေရာထိုင်ခင်းများပေးပြီးနောက်အလုတ်အကင်ကိုမေးမြန်းစုံစမ်းရမောင်ထိုးအေးကဥလေးကျေသူကြီးပါပြီတဲ့ခမညာဥလေးကျွန်တော်ကိုခွင့်လွှတ်လိုက်တဲ့အတွက်ကျွန်တော်ဟာလူကောင်းသူကောင်းဖြစ်ခဲ့ပါ ခုကျွန်တော်ဒီမြို့မှာဝက်ရှော့တစ်ခုထောင်းထားပါတယ်စစ်ပြီးတော့အင်္ဂလိပ်စစ်တပ်ကစွန့်ပစ်ခဲ့တဲ့ကားပြက်တွေကိုကျွန်တော်လိုက်ရှာပြီးမော်တော်ကားပြင်ခဲ့ပါတယ်နောက်ဆုံးတော့ကားလေးတစ်စင်းဖြစ်ပြီးကျွန်တော်ကားပိုင်ဖြစ်သွားတယ်ဒီနောက်တော့အဲ့ဒီကားလေးကိုရောင်းမြစ်ကြီးနားမှာလေလံပြတ်တဲ့မော်တော်ကားတွေကိုလေလံသွားဆွဲတယ်ဂျက်ကားတစ်စင်းကိုမှ၄00လောက်ပဲပေးရတယ်ကျွန်တော်လည်းဒီဂျက်ကားတွေကိုလေလံဆွဲလိုက်ပြန်ရောင်းလိုက်နဲ့လှုပ်လာခဲ့တာခုတော့ကိုပိုင်ဝက်ရှော့တစ်ခုထောင်းနိုင်ပြီးဟန်ကျနေပါပြီ။ ဒီမျိုးမှာဦးလေးရောက်လာတဲ့ကြားလို့ကျွန်တော်လာကြတော့တာပါဟုဆိုကငွေ၂၀၀နဲ့အမဲသားဘူးဝတ်အုံချောင်းဘူးစီးကရက်ဘူးချောကလက်စသဖြင့်ကျွန်ုပ်အားထိုင်၍ကြတော့လေ၏ကျွန်ုပ်မှာလဲစိတ်အားထက်တန်၍ဝါဒနာကြီးသည့်လူငယ်လေးတစ်ယောက်အောင်မြင်ကြီးပွားသွားရာတွင်တတ်နိုင်သမျှကိုကြီးမိခဲ့သည့်အတွက်မုရိတာပွားကမောင်ထွန်းအေးကိုကြည်ရင်စုပေးနေမိလေ၏ဒီတစ်ချိန်မျက်ရည်ကျသူမှာ ောင်ထွန်းအေးမဟုတ်ပဲကျွန်ုပ်ဖြစ်ကြောင်းကို အထူးပြောစရာလိုမီမထင်တော့ချေမြတ်တန်းတင့်စာနာရုပ်စုံမဂ္ဂဇင်းအမှတ်200ဇွန်1986လိုအပ်ချက်များကိုတီးခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာ ရှိကြပါစေ။